ဘာဝတရားကို မကြာခဏထီတွေ့ပြီပါ စိတ်မကြမ်းမာခြင်းကိုကုသတဲ့နေရာမှာတဘာဝတရားက သိတ်ကိုအေးပါပါတယ်အလုံးမှာ stress တွေ pressure တွေများနေတဲ့အခါ အပြင်ခဏထွက်ပြီးလေကောင်းလေတန်းယူလိုက်တာမျိုးစိတ်ဆူနေတဲ့အပင်တွေကို ခဏထွက်ကြည့်လိုက်တာမျိုးစသဖြင့်ပြုလုပ်လိုက်ရင်ချက်ချင်းလန်းဆန်းသွားတတ်ပါတယ်အချိန်ပြေ အလုံးနဲ့လုံးပန်းနေရသူတွေဟာစိတ်ဖီစီစရာများလာပြီးမွန်းကျက်လာပြီလို့ခံစားရတဲ့အခါတဘာဝတရားတွေရှိတဲ့နေရာကို ခရီးထွက်သင်ပါတယ်တခြားမျိုးကြီးပြကြီးတွေထက်နေဘက်ကို ခီးထွက်လိုက်တာမျိုးပေါ့တောပန်းလေးတွေကိုနှစ်လို့ပဲငေးကြည့်ကြည့်ပါတိုင်းသားတွေရဲ့အတန်ကိုနားဆွင့်ကြည့်ပါမိုးစက်မုံလေးတွေကိုလက်ကလေးနဲ့တို့ထီကြည့်ပါမြူဆိုင်နေတဲ့တောင်တန်းတွေကိုငေးကြည့်ကြည့်ပါအေးမြလက်ဆက်နေတဲ့လေညင်းတွေကို ရှူရှိုက်ကြည့်ပါမြက်ခင်းပြင်ကြည့်ပေါ်လှဲချကြည့်ပါ ပင်လေကန်းကြီးကတဲတောင်ပြင်ပေါ်ရှောက်ပြေးကြည့်ပါအဲ့ဒီအရာလေးတွေက ကိုကိုတဘာဝနဲ့တသားတွေကြာသွားသလို ခံစားချက်မျိုးဖြစ်စေပါတယ်စိတ်ကိုလက်ဆက်စီတယ် ကြည်နူးပျော်ရွှင်စေပါတယ်။အင်းလေးဒေတာကဲ့သို့သောရေပေါ်အင်းလေးတွင်နေနေထိုင်သူတို့ဟာမြေလျှောက်ချင်းဆိုတဲ့အရာကို ခဏခဏလှုပ်တတ်ကြပါတယ်။ဒါဟာမြေကြီးပေါ်မှာလမ်းလျှောက်ချင်းပါပဲ။ပထဝီမြေဓာတ်ခံယူခြင်းလို့ပြောကြပြီးဒါကကျမ်းမာရေးကောင်းစီတယ်။ ကိုခန္ဓာကိုတန်မာစေပါတယ်။ဒါကြောင့်အထက်မြင့်တိုက်တွေမှာနေထိုင်ကြတဲ့လူတွေလည်းဒီသဘောတရားကို try ကြည့်တင်ပါတယ်။ယနေ့ခေတ်မှာကျွန်တော်တို့ကိုသဘာဝတရားနဲ့အဆက်အသွယ်ပြည့်စည်တာဟာ online ကြောင့်လည်းပါဝင်လာပါတယ်။အားတဲ့အချိန်တွေကို online မှာ အချိန်ကုန်တတ်ကြပါတယ်။ ။ online ပေါ်ကတဘာဝအလှပုံတွေ video တွေကိုတော့သဘောကြပြီး share ကြတယ်။အပြင်လောကကတဘာဝကိုကြတိတ်မခံစားရကြဘူး။တခါတလေခီးထွက်လို့တဘာဝရှုခင်းတွေ တွေ့တဲ့အခါတဘာဝတရားရဲ့အလှအပဟာဘလို့အရာလဲဘလို့အကျိုးရှိလဲဆိုတာကို မရှာဖွေကြဘူး။ ရှုခင်းကိုနောက်ခံထားပြီးပုံရိုက်မယ် Facebook ပေါ်တင်မယ်ဒီလောက်နဲ့ပြီးသွားကြတယ်ပုံမလှရင်ရိုက်တဲ့သူကိုအပြစ်တင် စိတ်ဆိုးအောင်မယ်အကြည့်တဲ့ရှာဖွေတာဘာမှ မရလိုက်ဘူးဝမ်းနေစရာပါပဲအခုနောက်ပိုင်းမှာလူတွေကတဘာဝတရားကို ရှာဖွေလာတာတွေ့ရတယ်။ဒါဟာစိတ်ဖိစီးမှုကိုလျှော့စေတဲ့အတွက်စိတ်ကို detox လုပ်ကြခြင်းလို့လည်းပြောကြပါဗျ။ရင်းနှွေးတန်းကို တကူတကာတောက်တာမျိုးတဘာဝအတိုင်းစားတောက်တာတွေအိတ်ခမ်းနေအပင်ဆိုင်တာတွေလှုပ်လာကြတယ်။ white noise day နားထောင်ကြရတယ်။ဥပမာမိုးဆက်တွေတဖြောက်ဖြောက်ကြတဲ့လေတိုက်တဲ့ကြီးငှက်တို့ရဲ့အတန်းစံကြောင်စီစဉ်တဲ့စသည်ဖြင့်တဘာဝအတန်တွေကိုအတန်သွင်းထားတာမျိုးပေါ့ဒီရီကိုနားထောင်လာကြတယ်ဒါဟာ တဘာဝနဲ့ထိတွေ့ရသလိုခံစားချက်မျိုးရရှိပြီးအိဆက်ခြင်းကို အထောက်အကူဖြစ်စေတတ်လို့ပါပဲပြီးခဲ့တဲ့လပိုင်းလောက်ကကျွန်တော်ဟာ အလုံးမှာပြဿနာတွေဖြစ်တယ်လူမှုရေးကိစ္စတွေကြောင့်ရော အတော်လေးကို လူရော စိတ်ပါကျမ်းမာရေးထိခိုက်သွားတယ်ဒါကြောင့် နေပြန်ပြီးမိဘအိမ်ခဏပြန်လာပြတဲ့နေမာကအင်တာနက်လိုင်းတိတ်မကောင်းတော့လိုင်းမတုံပြဘူးဖုန်းမကြည့်ပြတဲ့15ရက်လောက်အချိန်တွေမှာ ရွာဘက်ကအမျိုးရိစီ အလဲသွားတယ်ကြီးလက်တဘာဝရှူခင်တွေစိမ့်ဆူနေတဲ့စိုက်ခင်တွေကို ကြည့်ရယ်တန်ရှင်းလက်ဆက်တဲ့လေကို ရှူရှိုက်တယ် ယူသားတယ်ကြီးလက်ကလူတွေနဲ့စကားတွေပြောတယ်ကြီးလက်အစာအစာလေးတွေကို စားပြခဲ့သေးတယ်တိတ်ကိုတန်ဖိုးရှိတဲ့အချိန်ကာလတွေပါပဲတဘာဝနဲ့ထိတွေ့ပြီးစခရင်တိုင်းရော့သွားတဲ့နောက်မှာလူက အတော်လေးအဆင်ပြေလာတယ် fresh ဖြစ်လာတယ်အေးအေးဝါလာတယ်အသားအေး ကြည်လင်ပြီးနေလို့ကောင်းလာတယ်။အကောင်းမြင်စိတ်တွေရရှိပြီးထစ်နေတဲ့ပြဿနာအားလုံးကို handle လုပ်လာနိုင်ခဲ့တယ်။ဖုန်းဆက်ခရင်နဲ့ညူပြရဲ့ပူလောင်မှုတွေဟာကျွန်တော်တို့စီက energy ကို အနူနီးဖြင့်စုပ်ယူနေသလိုပါပဲ။ကိုရိုင်းနောက်သတိမထားမိခင်မှာစိတ်ကိုရော လူကိုပါ လွှမ်းမိုးထားရကြတယ်။ ဒါကြောင့် screen time ကနေမဖြစ်မနေအနားယူရတဲ့အကျင်လေးလှုပ်တဲ့လိုမျိုးပြရဲ့ပူလောင်မှုတွေကနေခဏတာတင်းရှောင်ပြီးစိတ်ကို အနားပေးတာမျိုးလဲလှုပ်တင်ပါတယ်မျိုးပြရဲ့ပူလောင်မှုတွေစီကတင်းရှောင်လို့မတက်နိုင်သေးတဲ့အခြေအနေအချိန်တွေမှာတော့ screen off day ဆိုတာမျိုးလုပ်ပြီးစာဖတ်တာမျိုး အပြင်လျှောက်လျားမျိုးတွေလှုပ်ကြည့်ပါဒီလိုနီးတွေက စိတ်နဲ့ကိုယ်ခန္ဓာမှာလွှမ်းမိုးခံထားရတဲ့အမိုင်းဓာတ်တွေကို ဆုပ်ယူလိုက်တဲ့လိုမျိုးလန်းဆန်းသွားစေတယ်အကြည်ဓာတ်တွေပေါက်ဖွာစေပါတယ်ဒါကြောင့်စိတ်ဖိစီးတာတွေစိတ်တကြတာတွေကြုံရတဲ့အခါအထက်ကပြောပြခဲ့တဲ့ အရာတွေကိုလှုပ်ကြည့်ပါ ဒီထက်ပိုပြီးအေးဝဝအိတ်သားတွေတရားထိုင်တာမျိုးတွေလဲလှုပ်ကြည့်လို့လဲရပါသေးတယ်ဒီလိုလှုပ်ခြင်းအပြင်ကျွန်တော်တို့ကိုယ်တွေက endorphins dopamines စတဲ့စိတ်ကိုတာယာပျော်ရွှင်စေတဲ့ဟော်မုန်းများနဲ့စိတ်အားငယ်မှုတွေစိတ်ဓာတ်ကျမှုတွေကို ကာကွယ်ပေးတဲ့ chemical တွေထွက်စေပြီးစိတ်ကိုလွန်စွာ အထောက်အကူပြုနိုင်မှာပဲဖြစ်ပါတယ်